မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနဤထိတ်တန့်သတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနေဆက်မှာအမေရိကန်ရောက်လာလို့တုံလုံးခြောက်ချလာတဲ့အာနာသိန်းစစ်တပ်ဒီဇင်ဘာရွေးကောက်ပွဲမတိုင်ခင်နေပြည်တော်နေမီတဲကိုတော်လန်ရေးတပ်ဖွဲ့တွေရောက်လာပြီးတနင်္သာရီတိုင်းကမောတောင်စစ်စခန်းကိုလည်း KNU ကသိမ်းလိုက်တယ်။မွေးစားတာ TKPA နဲ့ BGF ကပေးတဲ့ဒုက္ခကလည်းအာနာသိန်းစစ်တပ်အတွက်အခက်တွေ့နေပြီး ကဘာကအာနာသိမ်းထားတဲ့မြန်မာကိုအာယုံဆိုင်လာကြတဲ့အာဆီယံကိုလာခဲ့တဲ့ထရန့်ဟာမြန်မာအကြောင်းဘာမှမပြောခဲ့ပေမယ့်အတွင်းဇက်ကကြားသွားခဲ့ပုံရပြီးတိတ်မကြခင်မှာမြန်မာနေဇက်ကကြားဖြတ်နေနေပုံကဘာတိကျင်ညာလိုက်တဲ့တိုက်ဆိုင်တာကအမေရိကန်ကနေကြားဖြတ်နေနေပုံကဘာတိကျင်ညာလိုက်ချိန်မှာရုရှားစစ်တပ်ဘော်ကမြန်မာပြည်ကိုရောက်နေတဲ့ ကဘာကြီးရဲ့တုံ့ပြန်ကူညီမှုတွေကဘယ်လိုဖြစ်လာနိုင်လဲဆိုတာပြောဖို့စောလုံးနေသေးပေမယ့်အာနာသိန်းစစ်တပ်ကတော့မွေးစားသားတွေစီကနေရလာနိုင်တဲ့စိုးကျိုးတွေအတွက်ကဘာကြီးနဲ့ရင်ဆိုင်မှုပြားများနေရပြီ။နေပြည်တော်လုံးနေမြေတဲ့အထိတော်လန်ရေးတက်တွေဝင်လာနိုင်တာကိုကြည့်ရင်အာနာသိန်းစစ်တပ်ဟာအမေရိကန်ကဖွဲ့စည်းလိုက်တဲ့ကြားဖြတ်နှိမ်နေရေး Scan Center Force ကို တော်တော်လေးထုံလုံးနေပြီးအာယုံစိုက်နေတယ်ဆိုတာထင်ရှားနေတယ်။ပြည်သူတွေလည်းပြင်ပန်းနေပြီးလက်နက်ကင်လူငယ်တွေလည်းအိမ်ပြန်ချင်နေကြပြီ။ဆိုတော့ မိုးရွာတုံရေခန့်ကြယုံပါပဲဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံတကာကဘာပြောလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ကယခုနှစ်ကုန်မှကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပေါ်နိုင်ငံတကာမှအစိုးရကုလသမဂ္ဂမှတာဝန်ရှိသူအချို့ရဲ့မှတ်ချက်တွေကိုစူးစီးတင်ဆက်လိုက်ပါတယ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူကမှယုံကြည်တယ်လို့ကျွန်တော်မတင်ပါဘူး။ ဒီရွေးကောက်ပွဲဟာမြန်မာပြည်ပြည်ထနာတွေရဲ့အဖြစ်ကိုထုတ်ပေးနိုင်လိမ့်မယ်လို့လည်းဘသူကမှယုံကြည်တယ်လို့ကျွန်တော်မထင်ပါဘူး။ဒီချိန်မှာလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြံဖတ်မှုတွေရပ်တန့်ရမယ့်အချိန်တချိန်တည်းမှာအယက်သားအုပ်ချုပ်မှုစီဦးတည်တဲ့နိုင်ငံရေးဆိုင်ရာဆင်ခဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့အစိုးရကိုလေးစားဖို့လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ်။လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဗော်ကာထရန်ဒီအခြေအနေတွေအောက်ကနေရွေးကောက်ပွဲကျင်းပမယ်ဆိုတာစဉ်းစားလို့လိုက်မမိနိုင်ဖြစ်ရပါတယ်။ ရွှေကောက်ပွဲတွေလွတ်လပ်တရားမျှတပါတယ်လို့ဘယ်သူကများဘလို့ပြောနိုင်မလဲဘယ်သူထိန်ချုပ်မှုအောက်မှာမှမရှိတဲ့တိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘယ်လိုများရွှေကောက်ပွဲကျင်းပနိုင်မလဲစစ်တပ်ကိုယ်တိုင်ကပြည်ပခါတွေပါဝင်ပတ်သက်ပြီးကိုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်နေပြီးဘယ်လိုများရွှေကောက်ပွဲကျင်းပနိုင်မလဲမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာ တင်သွင်းသူ Grant Andrew ဒီရွေးကောက်ပွဲကအထူးရောင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောနိုင်သမျှရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်ဒီရွေးကောက်ပွဲတွေကအလေအညာတွေမှာ အတိုက်ခံနိုင်ငံရေးခေါင်းဆောင်တွေဖမ်းဆီးခံထားရထိမ့်သိမ်းခံထားရအကျဉ်းချခံထားရညံပန်းနှိပ်ဆက်ခံရချိန်မှာဘလို့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွှေကောက်ပွဲကိုခမားရရှိမှာမဟုတ်ပါဘူး။အယူစီလန်နိုင်ငံသားရေးဝန်ကြီးဝင်းစတန်ပီတာမြန်မာစစ်ကောင်စီရဲ့ရွှေကောက်ပွဲတွေနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်ကြောင်းဒီလွတ်တော်မှာပြောခြင်းပါတယ်။လက်ရှိအစီအစဉ်တွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူး။ နောက်ပြီးရေရှည်တည်တက်တဲ့ငြိမ်းချမ်းရေးစီလေးဦးတည်မနေပါဘူး။ရွေးကောက်ပွဲအစီအစဉ်တွေနဲ့ပတ်သက်လို့ထင်းထင်းရှားရှားအပြစ်အနာစာတွေရှိနေတာပါ။မဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်အခံနိုင်ငံရေးပါတီတွေမရှိဘူး။နောက်ပြီးရွေးကောက်ပွဲအပေါ်အများပြည်သူဝေဖန်မှုကိုလည်းရာဇဝတ်မှုအဖြစ်ဖိနှိပ်တဲ့ဥပဒေကိုလည်းပြဋ္ဌာန်းထားတယ်။ဒီလိုအခြေအနေတွေအောက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲတွေဟာအများယုံကြည်မှုရရှိနိုင်မှာမဟုတ်ပါဘူး။စင်ကာပူနိုင်ငံသားရေးဝန်ကြီးဖီဖီယန်ဖလာခရစ်နန် ချက်ချင်းဦးစားပေးရမှာကအကြံဖတ်မှုလျှော့ချဖို့လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့ပြည်ဆောင်ဆွေးနွေးရေးအခြေအနေတွေဖန်တီးပေးဖို့တွေဖြစ်ပါတယ်။ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့အားလုံးပါဝင်မှုတွေကလာမယ့်ရွေးကောက်ပွဲတွေရဲ့အခြေခံအုတ်မြစ်ဖြစ်ရပါမယ်။ဒါမှသာရလကအများလက်ခံယုံကြည်မှဖြစ်ပြီးမြန်မာပြည်သူတွေရဲ့စံနာကိုထင်ဟမှာပါ။ ကမ်ဘလူးမှခင်ဦးဘတ်တို့စစ်ကြောင်းထိုးလာသောအင်အား100ကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးသေဆုံးစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာခင်ဦးဘတ်တို့စစ်ကြောင်းထိုးလာသောအင်အားတရာကျော်ပါတပ်မ33တပ်များကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းစုခွဲမှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးသေဆုံးစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိကြောင်း စကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတော်လှန်ရေးတရင်ရေးမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကံဘလူမြို့နယ်ဝက်တိုးကြီးရွာစစ်တပ်အထိုင်စခန်းမှာခင်ဦးမြို့နယ်ဘက်သို့အင်အား102ဦးဖြင့်စစ်ကြောင်းထိုးလာသောတပ်မ33လောက်အောက်ခံခလာရ131စစ်ကြောင်းကိုကံဘလူမြို့နယ်ရင်းတိုက်ရွာအနီးတွင်တော်လှန်ရေးတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်အထိကြာမြင့်ခဲ့ပြီးစစ်တပ်မှစစ်ကြောင်းမှုအပါအဝင်90ဦးသေဆုံးကြောင်း စစ်တုံးပန်း15ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရပါဗျ။လက်နက်ခဲယံသိမ်းဆီးရရှိမှုအနေဖြင့် MA1 နှစ်လမ်း၊ MA3 နှစ်လမ်း၊ MA4 ၁လမ်း၊ G3 ခုနှစ်လမ်း၊ MA6 ၁လမ်း၊ MAN ၁လမ်း၊ကာပိုင်၅လမ်း၊စလျာ၁လက်၊လေးလက်ဒရုန်းတစ်စင်း၊ဂျမ်ဘာအကြီး၁လုံး၊ပါဝါစတေးရှင်း၁လုံး၊လပ်တော့၁လုံး၊40မမဘုံသီး၁လုံး၊အီနာကာ၃လုံးတို့ကိုသိမ်းဆီးရရှိခဲ့ကြောင်းသိရပါဗျ။တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားပါဗျ။ တချို့တဝက်စစ်ခွေးတွေကတော့ဝတ်တိုးခွေးထိုင်နေပြန်ဝင်သွားနိုင်ခဲ့တယ်။နာမခါကနေတက်လာတဲ့ဂျိုင်းရိုကော့ပတာ၃စီးဟာခင်ဦးကမ်ဘလူနဲ့ဇက်မာနှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ပြီးပြန်ခောက်သွားပါတယ်။အထီးကိမရှိပါဘူးဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲတွင်ကမ်ဘလူခရိုင်ပါကာဖာ၊ကာဘိုးတိုက်နယ်ပါကာဖာ၊ကြောက်တိုင်ပါကာဖာ၊ရေဦးမြို့နယ်လက်ယုံပါကာဖာ၊ခင်ဦးပါကာဖာ၊ PDF ပါလာဖာစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ စကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပါကဖိုင်ခနက်ဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လဲကံပလူခရိုင်ရွှေဘိုခရိုင်များတွင်စစ်ကြောင်းထိုးပြီးအကြမ်းဖက်လုပ်ရများလှုံ့ဆော်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကံပလူခရိုင်ပါကဖအထူးလှုံ့ဆော်တက်ရင်ရေဦးမြို့နယ်ပါကဖဒူဝန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်တန်ဆယ်နှစ်တော်လိုင်းရင်အားစုများကကြားပြတ်တိုက်ခိုက်ခရာစစ်တပ်မှအထိနာပြီးစစ်တုံးပန်းနှင့်လက်နက်ခရရများတင်စီရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည် ဆက်လက်ပြီးရွှေဘိုမန္တလေးလမ်းပိုင်းတွင်စစ်တပ်အထိုင်ချနေသောနေရာနှင့်ကင်းဘုံကိုတိုက်ခိုက်မှုစစ်တပ်မှဒုတက်ခွဲမှုအပအဝင်၄ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်အထိုင်ချနေသောနေရာနှင့်ခင်ပုံကိုတိုက်ခတ်ရာအကြမ်းဖက်စစ်တပ်မှဒုတက်ခွဲမှုအပအဝင်၄ဦးသေဆုံးခဲ့ကြောင်းရွှေဘိုမြို့နယ်ပကဖမတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ၁၀ရက်နေ့ညနေ၄နာရီ၂၀မိနစ်ခန့်တွင်ရွှေဘိုမြို့တောင်ပတ်အထွတ်မုတ်ဦးတွင်အထိုင်ချတပ်ဆွဲထားသော အကြံဖက်စစ်တပ်တက်မှ33လောက်ခန့်စစ်ကြောင်းမှစစ်သား20ခန့်သည်ရွှေဘိုမန္တလေးလမ်းပိုင်းတာကနန်းရွာထိပ်တွင်ဝစ်ချင်းချ၍အထိုင်ချနေစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိုင်ချနေသောစစ်သားများကိုဒေါ်လန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတစ်နိုင်ခန့်ဖြစ်ပွားခဲ့ကစစ်တပ်ဘက်မှအထိနာပြီးရှာတော့ကြီးရွာဘက်ကိုထွက်ပြေးသွားကြောင်းသိရပါသည်။ ထို့သောထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်တာကနန်းကျေးရွာအတွင်နေမည်ရှင်းလင်းမှုလှုပ်ဆောင်နေစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များနှင့်တာကနန်းရွာဖုန်ကြီးကြောင်အတွင်ခင်ပုတ်ဝင်နေသောစစ်သားများထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်မုတ်ဦးဘက်တွင်တက်ဆွဲထားသောစစ်သားများကလည်း60မမလက်နက်ကြီး87မမလက်နက်ကြီးများဖြင့်ပစ်ခူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးသေဆုံးနေစစ်ခွေးထိခိုက်သေဆုံးတာထပ်တိုးရှိနိုင်ပါသည်။ စစ်ခွေးတွေကိုမနက်စောပိုင်းမှာကားနဲ့လာကဲထုတ်သွားတာပဲသိရပါသေးတယ်ဟုရွှေပုံမြို့နယ်ပကဖမတာဝန်ရှိသူကပြောဆိုပါတယ်။ရှင်းတိုက်ပွဲတွင်အကြံဖက်စစ်တပ်မှတူးတက်ခွဲမှုအပအဝင်၄ဦးသေဆုံးပြီးပကဖရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းထိုတိုက်ခိုက်မှုကိုရွှေပုံမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မြို့နယ်ပကဖတာဝန်ခံဤစီမံကုတ်ကဲမှုဖြင့်မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့တိုက်နယ်၁၂၃၅ပကဖတိုက်ခိုက်ရေးအဖွဲ့နှင့်နေမြေကန်ပကဖများကဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့ပြင်ရွှေဘုံမြို့တောင်ဘက်ရှိရွှေဘုံမန္တလေးလမ်းပိုင်းကိုတလကျော်ကြာစစ်ကြောင်းထိုးနေသောအကြံဖက်စစ်သားများနှင့်တော်လန်ရေးတပ်ဖွဲ့များနိုဝင်ဘာလ6ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးရွှေဘုံမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်ခွနအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရပါတယ်။